သက်များအားလုံးပဲမင်္ဂလာပါရှင်။မဆိုးမျိုးတော် Audio Book Channel ကနေပြီးတော့ပရိသတ်များအားလုံးကြိုဆိုလိုက်ပါရနော်။အခုတင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့မဟာဒီဝနဲ့ပျောက်ဆုံးနေသောဝိသဝန်ဆိုတဲ့ဇာတ်လမ်းရဲ့အပိုင်း၁ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရရှင်။အရှိဘတ်အရက်စီမှနေမင်းကြီးကအမောင်တို့ကိုဖြိုခွဲ့မိ။ကိုရောင်ကိုဝါတောက်ပါစွာနဲ့ထွက်ပေါ်လာပြီးတော့နေသက်တခုအစာပြိုးလိုက်ပြီးဖြစ်တဲ့တောင်စင်တောက်တန်းတွေအပူချိန်မပြင်းဝင်းပါးတဲ့နေရာအောက်မှာချိန်မြင်နေရတာက အတော်ဆုံးပကြီးစရာတယောက်ရေးဆွဲထားတဲ့အလှဆုံးပကြီးကားတစ်ချက်ကိုကြည့်နေရသလိုစွမ်းရည်စီတံတော်တရိတ်ဆံပေါင်းစုံအောင်မြင်တဲ့နဲ့ရောထွေပြီးတော့ထွက်လာတဲ့အတန်တရွက်တစ်ခက်တွေကိုဖြတ်တန်းတိုက်ခတ်ရာကနေထွက်လာတဲ့အတန်က ပြေးဆုံးတဲ့တီဝိုင်းတက်ခုကနေတိခတ်လိုက်တဲ့တေးတန်စင်မျိုးကိုခံစားရစီတဲ့တော်ပန်ပေါင်းစုံမွေရနှံ့ကို လေးပြင်းကြီးကတဲဆောင်ရမှထွက်လာတဲ့ရနှံ့ကလေကဘာကျော်ရေမွေရနှံ့အလားမွေပြတ်လာတဲ့ယူမတော်ကြီးက အလားပေါ့ကိုခန်းစားလို့ရတယ်လို့ကြောက်ရွံ့ထိတ်လန့်စရာအန်ဒီရဲ့အသွေသွေကလည်းရှိနေတယ်။လူကိုအန်ဒီရဲ့ပြီးနိုင်တဲ့တော်ရိုင်းတတိဆန်တွေအပြင်တခြားသောအန်ဒီရဲ့တွေလည်းရှိနေပြန်နေ။အသေးတွေတိုင်းသွားစားလို့မရတယ်လို့ပန်းမြင်နိုင်နံမရမစားကောင်းတဲ့အစိတ်သေးတွေနဲ့လူကိုမိုးဝေအစိတ်ရှိတဲ့ပန်းဝဲမောင်တွေကိုရှူရှိုက်မိလို့လည်းသိစေနိုင်နေ။ဒါစားနယ်ပင် လူစားတစ်ပလူပင်တွေရှိနေတာကို အပျော်နားထောင်ရုံနဲ့ ယုံကြမှာမဟုတ်ဘဲလက်တွေ့ကြုံမှာယုံကြမဲ့အခြေအနေမျိုးဖြစ်အောင်ထူးဆန်းစွာရှိနေပြန်နေသူတော်စင်တွေရှိသလိုမကောင်းတဲ့ပရလောကသားတွေလည်းရှိနေပြန်နေတော်တဲ့နေရာမျိုးမှာဆဲဆိုခြင်းမပြုရအဖို့အလီခွင့်မတောင်းမဲမသွားရတခြင်းမဆိုရစတဲ့တော်တွေလည်းရှိတယ်ပရလောကသားတွေမဟုတ်ဘဲလူသားစစ်တွေနေထိုင်နေမျိုးရွာတွေလည်းရှိနေပြန်နေအဲ့ဒီလူတွေကတော့ပြန်ပါလောကလူတွေနဲ့ရင်းနေကျွမ်းဝင်ပတ်သက်မှုနေပါပြီးတီးသက်နေကြသူတွေဖြစ်တယ် တို့နေတဲ့နေရာကိုတခြားသူတွေမသိအောင်လျှော့ဝှက်ထားတတ်ကြသေးတယ်။ဒေါထောင်တွေကတော့မာယာများပြီးလျှော့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုလည်းဖြစ်တယ်။ရိုးမတော်တဲ့တောနဲ့ပိုင်းနေရာမှာလူတစုရောက်ရှိနေကြတယ်။ဝေးလံခေါင်းတည်တဲ့တောရင်းပိုင်းနေရာကိုရောက်နေသူတွေကမျိုးပြားကရောက်လာကြသူတွေဖြစ်တယ်။အခွဲခေါင်းဆောင်တွေအဖြစ်ဒေသခံမုဆိုးကြီးစိုင်းပြီးဥဆောင်ပြီးတော့မဟာဒီပဆိုတဲ့လူလက်ပိုင်းအွယ်လူတယောက်နဲ့ဥဆန်ထုံးဆိုတဲ့ တမိုင်းပညာရှင်တယောက်သွားလို့တော့ကိုလမ်းပြခေါ်လာပေးနေခြင်းဖြစ်တယ်။ပစ္စည်းတွေတည်ယူပေးတဲ့ဒေသခံအထံသမား၄ယောက်လည်းပါလာရောသူတို့အဖွဲ့ကစုစုပေါင်းလူ900အဖွဲ့ဖြစ်တယ်။ရှမ်းယူမအတွင်ပိုင်းတောနဲ့အတွင်သူတို့ကမြေပေါ်တစ်ခုကို အထောက်အထားတချို့နဲ့ကိုးကားပြီးလျှို့ဝှက်စွာတည်ရှိနေတဲ့မြို့ဟောင်းတစ်ခုကိုလိုက်ရှာနေကြခြင်းပဲဖြစ်တယ်။မြို့ဟောင်းမြို့ပြက်ကိုရှာခြင်းမဟုတ်ဘဲတည်ရှိနေပေမဲ့လူအများမတွေ့ရတဲ့မြို့တစ်မြို့ကိုရှာနေတယ်ဆိုတာက အံ့ဩစရာကောင်းနေတာတော့အမှန်ပဲဖြစ်တယ်။ဒီနေရာကိုရောက်လို့မြို့ဟောင်းရှာနေတဲ့ဇလန်းရဲ့အဆကိုပြန်ပြီးတော့ဖော်ပြရမယ်ဆိုရင်တော့ဂျာတာပရိနေမြမဆန်တော်ချင်း၈နိုင်ကျော်လောက်မဟာဒီပတယောက်အရှိအဲ့ခံကလတ်ထိုင်မှာထိုင်ပြီးတော့ကော်ဖီကိုအရသာခံပြီးတစိမ့်စိမ့်တောက်ရင်နေစီဂရက်ကိုရှိုက်ပွားလျက်လေးစင်ထုံတန်တော်စင်သတင်းစာကိုဖတ်ရှုရင်းရှိနေတယ်။မဟာဒီပအကြောင်းပြောရရင်တော့အသက်30အရွယ်မိဘနှစ်ပါးမရှိကြတော့တဲ့ တူရီတော်သားဖြစ်ခါမိဘတွေကသူမကြောက်မကြစားတော့နိုင်တော့တဲ့အမွေတွေချန်ထားခဲ့တာကြောင့်သူဝါဒနာပါရအလောက်တွေလောက်ကင်နိုင်သူပဲဖြစ်တဲ့ရန်ကုန်မြို့လူကုန်ထံရက်ွက်မှာကျေဝင်းနဲ့ချန်ကျေကြီးနဲ့နှစ်ထပ်တိုက်ကြီးမှာနေထိုင်သူဖြစ်တဲ့အင်ဂျီတလုံးအတွင်အင်တော်ဒင်းကြီးဥပဟံထမင်းချက်ဒေါ်မေခါနဲ့အစီကံလင်မယားနှစ်ယောက်နဲ့နေထိုင်သူဖြစ်တဲ့ရုံးရီကခံညားတဲ့ရုပ်တွေရှီလျားတဲ့အရက်ကျစ်လက်တဲ့ကိုခန္ဓာရှိပြီး အားကစားကိုအထူးတလဲလေးလာလိုက်စားကရန်ဖန်ရခအရက်ပီယာတောက်ပြီးတော့ secret ကိုသာနှစ်ချိုက်စွာတောက်တတ်သူဖြစ်တဲ့မဟာဒီပရဲ့ဝါဒနာကတော့ခရီးသွားလာခြင်းကိုနှစ်သက်ပြီးလေဝက်တိမ်မြုပ်နေတဲ့မြို့ဟောင်းတွေပျောက်ကွယ်နေတဲ့ရှေးလူတို့ရဲ့ယတနာတိုက်တွေကိုကိုယ်တိုင်ငွေကြေးစိုက်ထုတ်ခါလိုက်ရှာတတ်သူဖြစ်တဲ့အောင်မြင်တာလည်းရှိသလိုမအောင်မြင်တဲ့အကျင့်တွေကလည်းမရေတွက်နိုင်ငွေကုန်လူပန်းရတဲ့အကျင့်တွေမှလည်းအပြုံးမပြတ်သလိုအောင်မြင်လာတဲ့အကျင့်တွေမှလည်း ပုံမှန်သာရှိသူပဲဖြစ်တယ်။သူရဲ့စိတ်ခံစားမှုကိုဘယ်တော့ခါမှမျက်နာပေါ်မှာပေါ်မလာစေဖို့ထိန်းထားနိုင်စွာရှိသူတစ်ယောက်လည်းဖြစ်တယ်။သူရဲ့ခရီးစဉ်တွေကတော်ရီစွန့်စားသွားလာရတဲ့ခရီးများတာကြောင့်ရေကူမြင်စီကိုခံပညာရက်တွေကိုလည်းအထူးတလဲလေးကျင့်ထားသူဖြစ်တယ်။စိတ်ကိုရိုးရှင်းစွာနေထိုင်တတ်သူဖြစ်ပြီးကိုယ်တိုင်လည်းသူများအပေါ်မကောင်းတာမလုပ်တလို့သူ့ကိုလာလို့ရင်လည်းချက်ချင်းတုံ့ပြန်တတ်သူဖြစ်တယ်။အိမ်ချမ်းရှိမှကာဟွန်တိတ်တံချက်နှကားပွင့်ပေးပြီး ဒါကခြံထဲကိုဝင်လာတဲ့တွေကိုကြားလိုက်ရတဲ့အခါမှာတော့မဟာဒီပမျက်နှာပြုံးသွားတယ်။သူ့ရဲ့မိတ်ဆွေဦးဆန်ထွန်းကလွဲပြီးတော့တခြားသူမဖြစ်နိုင်မှန်းသိတဲ့လုံးဦးဆန်ထွန်းလာပါကသူ့အတွက်စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုခုပါလာတော့မှမှန်းသိနေတာကြောင့်ဖြစ်တယ်။အင်းတကားဖွင့်ပြီးတော့လူတယောက်အထဲဝင်လာတယ်။အသက်50အရွယ်ဥပဒေရုပ်ခန့်ခန့်အရက်ကမနေမမြင်ရွှေကောင်းမျက်မှန်တက်ထားတဲ့လူတယောက်ကလက်ဆွဲအိတ်တစ်လုံးဆွဲဝင်လာခြင်းပဲဖြစ်တယ်။ပြောဦးစရာကြီး မလာလာကြာလို့မျောနေတာဗျအေးကွာငါလည်းမင်းအတွက်အလုပ်တွေရှာကြည့်နေတာမတွေ့ရနဲ့မလာဖြစ်တာ အခုတွေ့ပြီပေါ့ဟုတ်လားဘာလုပ်လဲဘလို့ပုံစံမျိုးလဲထာယုံမဲရှိသေးတယ်ခဏနားပြရစီအောင် sorry ဗျာအလုံးမလုပ်ရတာကြာတော့စိတ်လောသွားတာဒါနဲ့အပူလားအေးလားတောက်လာပြီပြီမတောက်တော့ဘူးဦးဆက်ထုံးကသူ့ရဲ့လက်ဆွဲအိတ်ဖွင့်ပြီးအတွေးမှပါလာတဲ့စာရွက်စာတမ်းတွေရွှေတင်းကားပြားလေးတွေနဲ့တပေလောက်အရွယ်လောကနဲ့အယုတ် မနှုတ်တီဟာအယုတ်တွေစပွဲပေါ်တင်နေတယ်လို့ဟောင်းနှမ်းနေတဲ့စအုပ်တအုပ်နဲ့မှန်ဘလူးကိုပါတက်ခါတဲ့တင်လိုက်တဲ့ရော့ဒီဒင်းကားပြားလေးကိုကြည့်အယုတ်တွေကိုပါကြည့်မဟာမဟာဒီပါကမှန်ဘလူးယူပြီးတော့ရွှေဒင်းကားပြားတွေကိုတေချာကြည့်ရာဒူးစန်းနဲ့အမတ်တစိပ်ပါရွှေဒင်းကားပြားတွေဖြစ်ကြောင်းတွေ့ရတယ်။လက်နဲ့ပြင်တစ်ဖက်မှာမနှုတ်တီဟာယုတ်တခြားတစ်ဖက်မှာတော့လောကပါလာနတ်မင်းကြီး၄ပါးတွေမှာနတ်တပါးပုံထဲနာခြင်းဖြစ်တဲ့တပေလောက်အရွယ်လောကပါလာနတ်မင်းတပါးပုံကိုလည်းတွေ့ရတယ်။ ဒေဒင်းငါးပြားတွေကထူးခြားလှပါလားနောက်ပြီးတော့လောကပါလာနတ်မင်းလေးပါးတွေကဘယ်နတ်မင်းလဲဥဆန်တော်နတ်မင်းကြီးလေးပါးနာမည်ပြောရရင်တော့ဒတရထနတ်မင်းဝီရုလကနတ်မင်းဝီရုပကနတ်မင်းကုဝေဒာနတ်မင်းနဲ့အခုနောက်ရောက်ကကုဝေဒာနတ်မင်းပုံမင်းတခြားနောက်နာမည်တခုလည်းခေါ်ကြသေးတယ်ဝီတဝန်နတ်မင်းနဲ့စကားမဆက်နတ်မင်းကြီးလေးပါးအကြောင်းအသေးစိတ်ရှင်းလင်းပြပါလားလောကပါလာနာမည်လေးပါးအကြောင်းမဲ့သိတာသူတို့ယာတို့အစစ်အတမ်းတွေမသိတလို့ နာမည်တော်မှဥစ္စာထုံးပြောလို့သိရတာမဟာဒီပကသူသိလိုတဲ့လောကပါလာနာမည်၄ပါအကြောင်းမေးရာဥစ္စာထုံးရှင်းပြလာတာကအခုလိုပဲဖြစ်တယ်တတရထဝိရုလကဝိရုပခကုဝေရောဆိုတဲ့နာမည်ကြီး၄ပါကိုပါဠိလို စတုမဟာရာဇာစတု၄ပါတော်မဟာရာဇာနာမည်ကြီး၄ပါတို့အားစီကက်ရတော်နတ်တို့ကိုစတုမဟာရာစီကလို့ခေါ်ပါတယ်ဒီပုံမှာတော့တရားမင်းကိုစားအုပ်စိုးတဲ့နတ်မင်းတို့က ဒတရထနတ်မင်းဝေရူလကနတ်မင်းဝေရူပခနတ်မင်းကုဝေရာနတ်မင်းဆိုပြီးတော့ရှိကြတယ်။တကြားမင်းကိုသာစိုးစံရတဲ့နတ်တို့ရဲ့ပုံကိုသတုမဟာရာဇိကာဆိုပြီးတော့ပါဠိလိုခေါ်ဆိုကြလိမ့်တယ်။ဒတရထနတ်မင်းဒတရထနတ်မင်းကြီးကငွေရောင်တောက်ပါတဲ့မြင်းမို့တောင်ရဲ့အလေကုလက်အရှိဘက်နန်ပါမှာတည်ရှိလျက်ကန်တက်ပါနဲ့မွေးကြိုင်နဲ့နန်းသာပင်တင်မွေးပင်တို့မှာပဋိတ္တိနေကြတဲ့နတ်တွေအပေါင်းတို့ကိုအုပ်ချုပ်ပြီးမင်းလုပ်တယ်။ ဝေရုလကနမင်းဝေရုလကနမင်းကြီးကညရောင်တောက်ပါတဲ့မြင်းမတော်ရဲ့တောင်ဘက်နံပါတ်မှာဂုံမှန်ကြီးမားတဲ့ဝမ်ပိုင်းနဲ့ဝေးစိဖြူးချိန်နီမြန်းနဲ့မျက်စိရှိကြတဲ့ဒါနဝရခိုင်အပေါင်းတို့ကိုအုပ်ချုပ်ပြီးတော့မင်းလုတ်တဲ့ဝေရုပက္ခနမင်းဝေရုပက္ခနမင်းကြီးကဖန်ရောင်တောက်ပါတဲ့မြင်းမတော်ရဲ့အနောက်ဘက်နံပါတ်မှာတည်လျက်နတ်နဂါအပေါင်းတို့ကိုအုပ်ချုပ်မင်းလုတ်တဲ့ကိုဝေရာနမင်းဝေဒဝန်နမင်းကိုဝေရာနမင်းကရွှေရောင်တောက်ပါတဲ့မြင်းမတော်ရဲ့ ။နောက်ဘက်နံပေါင်းမှာတည်လျက်နဘလူးအပေါင်းတို့ကိုအုပ်ချုပ်မင်းလုပ်တဲ့။ကိုဝေရာနံမင်းကြီးကိုနောက်တနည်းအားဖြင့်ဝေတဝန်နံမင်းကြီးလို့ခေါ်ကြပြန်တယ်။နံမင်းကြီးလေးပါးမှာကိုဝေရာနံမင်းဝေတဝန်ကတကူအကြီးဆုံးပဲဖြစ်တဲ့။စတုမဟာရဲ့နတ်ပြည်ကလူပုံရဲ့အထက်ယူဇနာပေါင်း၄200กว่าဝေးတဲ့ယူကန်တို့တောင်ထိပ်မှစပြီးမြင်းမတောင်ရဲ့တောင်ကြီးအထိကျယ်ပြန်တယ်။စတုမဟာရစ်ဘုံရှိနတ်တို့ရဲ့တက်တန်းကနတ်တို့ရဲ့တက်တန်းအဖြစ်နှစ်900လူတို့ရဲ့တက်တန်းအဖြစ် နှိတ်ကိုတန်ဖြစ်တယ်။ဝေဒဝနမေးကြီးကိုင်ဆောင်တဲ့လက်နက်ကတန်တင်မုတ်လက်နက်ဖြစ်တယ်။လူဘဝတစ်ခုမှာဝေဒနာမြည်တဲ့မင်းမီပြည်တော်မှာရှင်ဘရင်အဖြစ်ကိုရရှိဖို့ရာကြောင့်ဝေဒဝနမင်းလို့ခေါ်ဆိုခြင်းနဲ့ဖြစ်တယ်။အဲ့ဒီနမင်းကြီးလေးပါးတို့ကလောကကြီးကိုစောက်ရှောက်တဲ့နမင်းကြီးလေးပါးဖြစ်တာကြောင့်သတုလောကပါလာနမင်းကြီးလေးပါးလို့ခေါ်တယ်။ခုနှစ်ယောက်ကဝေဒဝန်ဆိုတာသူကနဲ့တန်တဲမုတ်ကဖော်ပြနေတယ်။နောက်တွေ့အကြောင်းတော့သိပြီ။မနောတိဟာအကြောင်းအောင်ပြောပါအောင်။ ဗဟုသုတအဖြစ်ပေါ်ပြမဟာဒီပကတောင်းဆိုခြင်းကြောင့်ဥဆန်ထောမမနုတိဟအကြောင်းထပ်ပြီးတော့ရှင်းပြလာပြန်နေမနုတိဟဆိုတာက လူမျက်နာတစ်ခုနဲ့ရှင်သိက်ကိုနှစ်ခွဲပါတဲ့ရုပ်တံကို မနုတိဟလို့ခေါ်တယ်မနုတိဟကပါဠိစကားဖြစ်ပြီး မနုတအပေါင်းတိဟဖြစ်တယ်မနုတကလူဖြစ်ပြီးတော့တိဟအချင်းသေးဖြစ်တယ်အဲဒါကြောင့်မနုတတိဟကလူချင်းသေးပဲဖြစ်တယ်မနုတိဟရူပထေရှားထိသုံးပါနဲ့ကြောကြောချင်းပြိတ် ဟောက်တကဲ့သို့ဆိုပြီးပြညာရှိသောဆက်ဆိုရင်လူမျက်နာလူလက်ချင်းသိကိုနှမွားချင်းသိချီနှစ်ဖက်ဖြစ်တဲ့အချိန်မှာလက်နှစ်ဖက်ထိရင်ရေအုံနဲ့လက်ထိရင်ပေါင်နဲ့ကိုထိတာဖြစ်ပြီးထိသုံးမှာဆိုတဲ့မနုဿီဟာရုပ်လီဖြစ်တည်ဆိုပြီးရွှေပုံ82နှစ်ရွှေပုံနိဒန်းကျမ်းမှာလာတဲ့သီရိပဝရသုဒ္ဓမာပိလင်္ကာရလုံးတော်စီရတော်ရဲ့ပုစာပကိန်နကကျမ်းမှာ မနုဿီဟာကလူမျက်နာလူမျက်နာရှိပြီးတော့ကိုကချင်သိလို့ရှိတယ် ဝေစာတစစနေပန္တုတိဟကေတရတိဟလိုပဲနရတိဟတိလည်းဟင်းမျိုးကိုသာစားတယ်နရတိဟကိုအခုခါမနုတိဟလိုခေါ်ကြတယ်မြတ်စွာဘုရားဖြစ်တော်မူသော ကာလမှာပေါ်ပေါက်တတ်ကြတယ်အခြားကာလမျိုးမှာမပေါ်ပေါက်လို့ဆိုကြတယ်ဓမ္မစရိမင်းကြီးရေးထိုးတဲ့ကလျာဏီတိမ်တော်ကြောက်စာမှာမဟာထေနှစ်ဦးတို့သည်အဲ့ဒီအကြောင်းကိုသိ၍အလွန်ကြောက်မက်ဖွယ်ရှိသောဥကောက်မှာရက်ခိုက်လိုကိုမာချင်သိကဲ့သို့ဥကောက်တစ်ခုကိုနှစ်ခုရှိတဲ့ ။အဲ့ဒီရက်ခိုက်ဘလူးတို့ထက်နဆကြီးတဲ့အစေးအယုတ်ဖန်ဆင်းပြီးအဲ့ဒီဘလူးတို့ကိုလိုက်ပြီးရန်ကုန်နေဆိုတဲ့စာပိုက်ကိုယူပြီးတော့မြန်မာမှုဆရာတွေကမနုတီဟာပုံကိုရေးဆွဲချဲလဲခြင်းဖြစ်ကြောင်းဆိုကြတယ်။မနုတီဟာဖြစ်လာပုံကဘလူးစားခံရမယ့်ကလေးကိုနတ်တွေကမနုတီဟာပုံဖန်ဆင်းပြီးလိုက်တိုက်တာဘလူးတွေပြေးရတဲ့ဇက်လန်းရှိတယ်။အကျယ်တဝက်ဇက်ကြောင်းတော့မပြောတော့ဘူး။ပြောချင်တဲ့အကြောင်းအရာကိုမပြောရမှာဆိုလို့လာရင်ကိစ္စပြောပါဦးဦးဇက်တော်။ခမားပြောမယ့်အကြောင်းစိတ်ဝင်စားနေပြီ။ဒီလိုမှဟာ ဝေတဝန်နမင်းဆောက်ရှောက်တဲ့မြို့တစ်မြို့ရှိတယ်။အဲဒီမှာလူသားတွေလည်းတကယ်နေထိုင်ပေမဲ့မြို့တည်နေရာကိုကြရှာလို့မတွေ့ကြဘူးဖြစ်နေတယ်။အဲဒီလိုမြို့ပြောက်တွေအကြောင်းခဏခဏကြားဖို့ပါတယ်။အပြင်ကိုဈေးလာဝယ်ကြတယ်။အဝတ်အစားတွေကရှေးခေတ်အဝတ်အစားတွေနဲ့သူတို့နောက်လိုက်ကြည့်တော့တော်ရဲပဲပြောက်သွားမှမသိ။အဲဒီလိုဇလန်းတွေကြားဖို့တာများနေပါပြီ။ဟာအခုဟာမသိမကြအကြောင်းအရာမျိုးနဲ့တွားမှာမဟုတ်ဘူး။ဒီမှာတွေ့လား။ရှားပါးကျန်းတဲ့ဆောင်ငားရထားတယ်။ဝေတဝန်မြို့ဟောင်းအကြောင်းနဲ့ဘသူရေးတာလဲ။ ရှမ်းစာရီနဲ့မဖက်တတ်ပါဘူးဗျာ။ရှမ်းလူမျိုးအသေးတယောက်ကိုဘာသာပြန်ခိုင်းပြီးတော့ငါသူဖက်တာနားထောင်မိသွားပြီ။မဟာဒီပကစာအုပ်အဟောင်းယူကြည့်ရာဝါကျစ်မီဆွေးမြေးစာပြုတဲ့စာအုပ်ပေါ်မှာရှမ်းစာမိမ့်မိန်တွေတွေ့ရတဲ့အတွက်မဖက်တတ်တာကြောင့်ရှေ့ကိုပြန်တွန်းပို့လိုက်တယ်။ပြောပြပါအောင် စာအုပ်ထဲကဘာတွေရေးထားတာလဲ။ဒီစာအုပ်ကကိုယ်တိုင်ကြုံရတဲ့အဖြစ်အပျက်ကိုသူရေးတက်တယ်လို့ပြန်ရေးထားတာ။တော်ရင်စေးပင်စေးဦးရှာထွက်တဲ့လူတယောက်မျက်စိလေလမ်းမဖြစ်ပြီးတော့ဝေဒဝုံမြို့ကိုရောက်သွားတာ။ မြို့ရဲ့လှပပုံတွင်ဖျားစီရောပထိုးတွေနဲ့တကယ်စိတ်အေးချမ်းစရာမြို့ငယ်လေးတစ်မြို့လိုပုံဖော်ထားတယ်။မြို့သားတွေကလည်းသဘောကောင်းကြပြီးတော့သူရောက်နေတဲ့ကာလာပတ်လုံးဟိုအင်ရကျွေးဒီအင်ရကျွေးနဲ့ဖော်ယူသဘောကောင်းကြတယ်တဲ့။ချန်တကားအိတ်တကားမရှိဘူးတဲ့။သူတို့မြို့သားတွေကကံငါးပါးစောင့်ထိန်ကြတယ်။အရက်သေးစားဘင်းကင်းကစော်မရှိတဲ့မြို့ဖြစ်တယ်လို့စားတော့ရင်လေဟင်းတွေကအသားငါမပါဘူးလို့သိရတယ်။ဖျားတရားကြည်ညိုပြီးတော့နေချင်းစရာကောင်းတဲ့မြို့လေးမှာတလားလောက်နေပြီ အိမ်ကိုတရိယာလာလို့ပြန်ဖို့ပြောတော့မြို့ဝင်မင်းကအဲ့ဒီလူကိုခေါ်ပြီးမင်းရရှိဘဝအတိတ်ကံကြောင့်မြို့ကိုရောက်ခွင့်ရတယ်ဒီမြို့သူတယောက်ယူပြီးဒီမှာပဲနေပါလားဆိုပြီးပြောလာပေမဲ့သူကပြန်ပြန်စိတ်သာများနေတော့ပြန်မရစေသူသာတကယ်နေဖို့ဆုံးဖြတ်ပြီးပြန်လာခဲ့ပါမယ်လို့ပြောတော့မြို့ဝင်မင်းကအဲ့ဒီလူကိုရွှေတင်းကားခုနှစ်ပြောင်းနောက်ပြီးမနှုတ်တီဟာရုပ်လေးနဲ့လောကနဲ့ရုပ်ကလေးပါထပ်ပေးပြီးတော့အရေးကြီးစကားပြောလာတယ်ခုနှစ်ရက်အချိန်ပေးမယ်ခုနှစ်ရက်အတွင်းမင်းဆုံးဖြတ်ပြီးအရောက်လာပါလို့ပြောပြီးထွက်သွားတယ် အဲ့လိုကိုယ်တိုင်ကပြန်လာခြင်းစိတ်လည်းရှိနေတယ်။သူ့စိတ်ထဲမြို့ကိုပြန်ရောက်တာအိမ်ပြန်ရောက်တယ်လို့ခံစားရတယ်။မိဘတွေရှိသေးလို့မိဘတွေကိုနှုတ်ဆက်ခွင့်တောင်းခြင်းသေးအောင်မို့သာပြန်ရမှာ။သူ့အပြန်ခင်းကိုမြို့သားတယောက်ကိုမြို့သားကြီးကလိုက်ပို့ခိုင်းနေ။သူစန်းနေမြို့ကိုရောက်သွားတဲ့လူကလာရလန်းတစ်လျှောက်မှာအမှတ်အသားတွေအသေးချာပြုတ်လောက်ပြီးတော့ရွာပြန်ရောက်ခဲ့တယ်။သူ့ရွာပြန်ရောက်တော့ခြေခွဲစရာအဖြစ်ဆိုးတစ်ခုကသူ့ကိုစောင့်နေတယ်။အဲ့ဒါကတော့တခြားမဟုတ်ဘူး။သူ့ရဲ့ဖခင်ကသူမရောက်ခင်ကဆုံးပါသွားပြီပဲဖြစ်တယ်။ ဖခင်ကြီးတက်ရှိထဲရောက်မတွေ့ရပင်အလောင်းတို့သာမြင်ကွင်းရလိုက်တော့မို့အဲ့ဒီလူကသွေးပြတ်သွားတာပေါ့ဖခင်ဖြစ်သူရက်လက်ပြီးချိန်အထိသူရောက်ခဲ့တဲ့မြို့အကြောင်းသူကောင်းနဲ့မရှိပြန်အောင်ငယ်နေတဲ့မိခင်ဖြစ်သူမောင်နှမတွေနဲ့အားပေးနှစ်သက်ရင်နဲ့15ရက်လောက်ကြာတော့မှသူရောက်ခဲ့တဲ့မြို့အကြောင်းသတိရလာတယ်မိခင်ကိုခွင့်တောင်းတော့သူကအဲ့ဒီလူပျောက်ဆုံးနေတဲ့မြို့တစ်မြို့တွေ့ပြီးအဲ့ဒီမှာသွားနေကြတဲ့အကြောင်းပြောလာတော့အမေဖြစ်သူကမယုံမယုံတော့သူယူလာတဲ့ရွှေချင်းကားပြားတွေနဲ့ အယုံတစ်ခုထုတ်ပြတော့မှပဲအံအောလက်ခံသွားတယ်။တခြားသားသမီးတွေလည်းရှိနေတာမို့သူ့မယသားဖြစ်သူရဲ့စံထားကိုခွင့်ပြုပေးလာတော့အဲ့ဒီလူလဲသူ့မိဘကိုကတော့ပြီးမြို့ဟောင်းမှာအပီးနေဖို့ရွာထွက်လာခဲ့တယ်။လာကလေးကလမ်းညွန်အမှတ်သားတွေကိုတပ်ပင်တွေပေါ်ဓာတ်ထစ်ပြီးတေချာလုပ်ခဲ့တာမို့အဲ့ဒီလမ်းအတိုင်းသွားတာပေါ့။ဒါပေမဲ့ခရင်လမ်းအဆုံးမှာသူ့ရှာနေရဲ့မြို့ကိုလုံးဝရှာမတွေ့တော့ဘူး။အဲ့ဒီလူလဲအံအောသွားတာပေါ့။ဒီလောက်ကြီးတဲ့မြို့တစ်မြို့ကဒီလိုပျောက်စရာအကြောင်းမှမရှိတာ။ ရိတ်ခါကုန်တဲ့အထိတပတ်ဆယ်ရဲ့ရှာတယ်လုံးဝမတွေ့ဘူးနောက်ဆုံးရောင်းကိုပြန်လာရတာပေါ့သူ့အမေကတော့တားဖြစ်တဲ့သူကဥစ္စာဆောင်နေရဲ့လှည့်ပြားမှုခံနေရတာပဲလို့ထင်နေတယ်မြို့ဟောင်းကိုရောက်သွားတဲ့သူကလည်းသူ့ကိုယ်သူအိမ်မက်မက်လားဆိုပြီးတွေးနေမိရင်သူရလာတဲ့ပစ္စည်းတွေကြောင့်သာမဟုတ်ရင်သူ့အဖြစ်ကိုသူကအိမ်မက်လို့ပဲထင်မိမှသေးကြတယ်အစီကံကောင်းမလေးကရေကြီးအားနဲ့ဖန်ခွက်တွေယူလာပေးရာဥစ္စာထုံးကမောသားဟန်နဲ့ရေတခွက်ငဲ့တော့တယ် ခုနှစ်ရက်ပြည့်ရင်ပြန်လာရမယ်ဆိုတဲ့စီကံချက်ကိုချိုးဖောက်မိလို့ထင်နေနော်အဲ့လိုနောက်ဆုံးဘာဖြစ်သွားလဲရိတ်ခါတွေယူတော်တော်သွားပြီးတော့အချိန်ပြည့်မျိုးဟောင်းရှာနေတာနှစ်တွေကြာလာတော့ရွာလေတို့အယူအပြစ်စည်ရင်းသွင်းလာကြတော့တာပေါ့နောက်ဆုံးပြောရရင်တော့အဲ့ဒီမျိုးဟောင်းရောက်ဘူးလေဆိုရဲသူဆုံးသွားတယ်သူဆုံးတော့တွတ်တက်တောင်မှွေနောက်ကြရင်နဲ့ရွှေဒီငါးပြားတွေနဲ့ဒီရုပ်တွေကိုတွေ့ရတာပဲဥစ္စာထွန်လက်ကိုဒီငါးတွေဒီရုပ်တွေကဘလို့ရောက်လာတာလဲအယုတ်ကနှစ်ယုတ် ရွှေရင်းကကြတုံးရရပါလားကြံနဲ့လေးပြာရွှေစာရောင်းစားလိုက်ကြပြီနင်းနေနားနေတဲ့လူတွေကရှေးဟောင်းပစ္စည်းမလို့အဲ့လိုမရောင်းဖို့တားရင်နဲ့ဒါတွေရလိုက်တာငမိတ်ဆွေတယောက်ကသူတို့စီသွားဝေးသူစီကနေတဆင်ကပြန်ဝေးဒီလောက်ပါပဲအာပအောင်လဲရှင်းပြပြီမင်းသွားမယ်မဟုတ်လားမဟာသွားရတော့သွားမယ်အားရောမရှိဘူးဗျာစိတ်ကူးရင်စမ်းနေအလုံးမရှိပဲထိုင်နေရရနေဆိုင်သွားကြတာပေါ့အဲ့ဒီအတန်မျိုးပဲကြားချင်တာငါကောင်သွားမယ်ဆိုအမြန်သွားဖို့လုံးကျွန်တော်ကအခုသွားလိုက်ရတယ် အလုံးမှမရှိတာဥဇံထွန်းအလုပ်တွေဖြတ်အားနေနေသွားမယ်ဥဇံထွန်းနဲ့မဟာဒီပတို့ကရှေခရီးစဉ်တွေအတွက်ဆွေးနွေးကြလေတယ်နေ့လယ်စာထမင်းကိုမဟာဒီပအိမ်မှာစားတော့ပြီးညနေဆောင်မှာပြန်သွားတော့တယ်ရာသီဥတုကြည်လင်သာရတဲ့မိတရက်မှာဥဇံထွန်းနဲ့မဟာဒီပတို့ကလောရတာတွေပြင်ဆင်ထုတ်ပို့ပြီးရှမ်းပြည်ဘက်ကိုခရီးဆက်ခဲ့ကြတယ်မဟာဒီပပိုင်ချစ်ကနေခရီးထွက်ခဲ့ကြတယ်ခရီးစဉ်တစ်လျှောက်မှာစိတ်ဝင်စားစရာစိတ်လှုပ်ရှားစရာမရှိတာကြောင့် အကျေတဝင့်မပေါ်ပြတော့ပါဘူး။သူတို့တော့ရမယ်။ရှာနွမ်းရွာကိုကားဝင်မရတဲ့အတွက်ကားထားတဲ့ရွာမှာလူတယောက်ကိုလမ်းပြငါးပြီးတော့လိုက်ပို့ခိုင်းရတယ်။လူသွားတဲ့တောလန်လေးကနေတဆင့်တောတောင်ရှုံမြောင်တွေကိုဖြတ်တန်းပြီးတော့သွားကြရတယ်။မဆောက်တဲ့တောတောင်တွေကိုဖြတ်တန်းသွားလာရမှာခကြီးသွားလာနေကြအတွေ့အကြုံရှိလို့သာအဆင်ပြေတယ်။တောတောင်ခီးသွားတဲ့အလေးချက်မရှိသူတွေအတွက်မလွယ်တဲ့ခကြီးပဲဖြစ်တယ်။မနက်၈နာရီမနက်စာစပြီးတော့တောက်လျှောက်ခင်းနေကြတာက နေ့လယ်တနာရီလောက်မှာရှားနွမ်းရွာကိုရောက်လာခဲ့ကြတယ်။ရွာကိုလမ်းပြပေးသူကတော့သူ့တော်ဝင်ကြည့်ပြီးမှပြန်သွားပြီဖြစ်တယ်။မဟာဒီပနဲ့ဦးဆောင်တော်ကရွာလူကြီးအိမ်ကိုမေးမြန်းပြီးရှောက်သွားလိုက်ကြတယ်။ရွာလူကြီးရွာလူကြီးခမရအဲ့တရီပါလားဝေးလာကြလာကြအိမ်မော်တက်ကြစကားတန်ဝဲဝဲနဲ့ရွာလူကြီးကအိမ်မော်ဖိတ်ခေါ်ရာနှစ်ယောက်သာအိမ်မော်တက်လိုက်ကြပြီးတော့တကြီးရှိ ဖြာချမ်းမော်ဝင်ထိုင်ပြီးမိုးစီတကြမုံဘူးတို့ကိုလက်ဆောင်အဖြစ်ပေးလိုက်ကြလေတယ်။ ကျွန်တော်တို့ရန်ကုန်ကနေလာခဲ့ကြတာတကြီးကျွန်တော်နာမည်စံထုံးဒီကောင်လေးကတော့မဟာတီပလို့ခေါ်ပါတယ်ငါနာမည်ကကွန်ပေါ်လို့ခေါ်တယ်အတိမိတ်ဆွေရှိလို့ရောက်လာကြတာလားဘာရေးကိစ္စကြောင့်ရောက်လာကြတာလဲအဖွားရေးအဲ့တဲ့ရီအတွက်ရေနွေးနဲ့လက်ဖက်လှုပ်ပေးပါအောင်ဟာရေနွေးမစူသေးလို့ခဏဆောင်ပါအောင်ကျွန်တော်တို့ဒီရွာလူတယောက်ရောက်ဘူးတယ်ဆိုတဲ့မျိုးဟောင်းကိုတွေ့ကျင်လို့လာရှာကြတာပါဦးစံထုံးရဲ့ပြောစကားကိုရွာတကြီးကအံ့ဩဟန်မပြဘဲရွာထဲက အယူဆောင်နေစီရောက်ဘူးရယ်လို့ပြောတဲ့မျိုးကိုပြောတာထင်နေ။အဲ့ဒီမျိုးဟောင်းဆိုတာကတကယ်ရောရှိနိုင်လားတကြီး။မပြောတတ်ဘူးကောင်းလေးရ။ခုနှစ်ရက်တခါလောက်တဲ့ရွာပေါင်းစုံစီမှာတခါတလေရှေးဝက်စားရီနဲ့လူတွေဈေးလာဝဲတယ်။ပစ္စည်းတမုံငွေချင်းရင်ရွှေလိုရွှေစားရီနဲ့ငွေချေတာ။ဘေးဟာဘလောက်တမ်းမှန်သူတို့ဈေးမဖြတ်တတ်ဘူး။သူတို့ဝက်စားပေါ်ကကွဲထွက်နေတတ်တယ်လို့။လာရင်လည်းတစုတစည်းလာ။ပြန်ရင်လည်းအတူပြန်သွားကြတာ။ဒီနားရွာတွေမှာသူတို့ကမတွေ့ဘူးကြဘူးလို့သိရတယ်။မဟာဒီပရဲ့အမေကိုပြန်ပြေးလာတဲ့ ရွာလူကြီးရဲ့စကားကြောင့်နှစ်ယောက်သာဝမ်းသာအားတက်သွားကြတယ်။ဦးဆန်တို့ကအဲ့ဒီလိုမျိုးလူဆန်းတွေအမြင်လာတတ်ကြလာတဲ့ချင်းတွေ့ဘူးသူတော်တော်များများတော့ရှိတယ်။အမြင်လာမလာတော့ငါလည်းမပြောတတ်ပါဘူးကွာ။တကြီးကတော့ကရေနေချမ်းနဲ့လက်ဖက်တော့လာချပေးရာစကားစပြတ်သွားကြတယ်။ဧည့်သည်တွေတခြားရင်မလွတ်နဲ့ဒီမှာပဲတဲခိုင်းအဖိုးကြီး။အေးပါအဖွားကြီးဟာငါလည်းပြောမလို့ပါ။ကြားတယ်နော်။မင်းတို့တွေဒီမှာပဲတဲရမယ်လို့ပြောနေတာ။မတဲဘဲနဲ့ငါမင်းမစိတ်ဆိုးနေမယ်။ ဒီမှာပဲတဲ့ကြမိမဖြစ်သူကတကြီးကိုမျက်စောင်းထိုးကအိမ်ထဲကိုဝင်သွားပါတော့တယ်။နှစ်ယောက်သာတဲကိုကိုကိစ္စအလွဲတကူအဆင်ပြေသွားတာကြောင့်ဝမ်းသာနေကြတယ်။ညနေဆောင်တာနဲ့အေးလာပြီးမှရေမချိုးတော့ဘဲခြေလက်မျက်နှာတွေဆေးကြောက မျက်နှာတက်လိုက်ကြတယ်။ရွာလူကြီးကကောင်းရင်းဆန်အရန်နဲ့တဲကင်းဧကံရာမဟာဒီပါကမတောက်တတ်ကြောင်ပြောပေမဲ့အတင်းတိုက်တာကြောင့်တခွတ်တောက်လိုက်ရတယ်။ဦးစံတော်နဲ့ရွာလူကြီးကတလုံးကုန်လို့နောက်တလုံးမြင်ထပ်တောက်နေကြတယ်။ တောက်ပြီးတဲ့အခါထမင်းစားပြီးတော့ခဏတစ်ဖြုတ်စကားပြောတာအဲ့ရဝင်ခဲ့ကြတယ်။နောက်တနေ့မိုးလင်းတဲ့အခါမှာတော့တတိယတော်ကကောင်းကြီးပေါင်းနဲ့ကျွေးမွေးဧကန်လာရာရှင်လေးကြနဲ့စားတောက်ကြလေတော်တယ်။တတိဒီနေ့မှနတ်မင်းဝင်ကဘာမှော်တော့အုပ်ရှိလား။ရှင့်ရင်လမ်းပြပေးနိုင်သူများရှိမလားမသိဘူး။မင်းပြောတဲ့နေရာကရှိပါတယ်။လမ်းပြလိုက်ဝင်သူဟာရှိပါမလားမဆိုနိုင်ဘူးဆန်တော်။ဘာလို့လဲဗျ။ဘလို့ကြောင့်မလိုက်ဝင်ကြတာလဲတတိ။တောနဲ့တဲ။တားရဲ့တရိစ္ဆာန်ကြီးတွေပေါ်တယ်။ လုံးဝအမှားအယွန်းပြုတ်လို့မရတဲ့တောလို့ဆိုပါမယ်စံတော်မြို့ဟောင်းကိုရောက်ဖို့သူစောနှဲ့စီရေးသားတဲ့စာအုပ်မှာနတ်မင်းဝင်ကပါမော်တော်အုပ်အတွင်ဝေတဝံမြို့ဟောင်းရှိနေတယ်ဆိုတာကြောင့်အခုတောအုပ်ကအမှန်တကယ်ရှိနေရာနှစ်ယောက်စလုံးဝမ်းပါအားတက်သွားကြခြင်းဖြစ်တဲ့လမ်းပြခေါ်သားပေးသူသူကျင်းနဲ့လောက်စီမဲ့ပမာဏမျိုးပေးရင်တော့ရလောက်ပါရင်တော့ဦးလေးအဲ့လိုဈေးပေးရင်တော့မပြောတတ်ဘူးမတိကြမီရရတဲ့နေရာတခုရှာဖို့ဝေကုံကြေးကြခံရတယ်လို့ကောင်းလေးရာ တကြီးခွန်ပေါ်စကားကိုမဟာဒေဝပြောနိုင်ရင်နဲ့တော်မမဖြတ်နိုင်နဲ့ရှေးရင်ချင်းမှုအမွေအနှစ်တွေဖော်ထုတ်နိုင်ရင်ငွေကြေးရကျုံနဲ့ပါတဲ့တကြီးဟာမတိအောင်ကွာမင်းတို့မျိုးသားတွေပတ်ဆိုင်ရှိလို့မဆိုင်တဲ့နေရာငွေကောင်ခံနေကြတာလို့ပဲငါတို့မြင်နေဥခွန်ပေါ်ဒေါက်တာဥပ္ပောက်ပြောစကားကြောင့်ဥဆန်ထွန်းနဲ့မဟာဒေဝတို့နှစ်ယောက်သာရင်မောလိုက်မိကြပါတော့တယ်မဟာဒေဝမှရိတ်ခါကုန်ပစ္စည်းတွေတန်းပေါ်ဖို့အတွက်လူလေးယောက်လမ်းပြဖို့အမောဆိုးတယောက်လိုကြောင့်ပြောရအောင် တကြီးကသူစီစဉ်ပေးမဲ့အကြောင်းပြောလာတယ်။တကြီးကအင်ရှိကဖြတ်သွားတဲ့မိမတယောက်ကိုခေါ်ပြီးတော့ရှမ်းစကားပြောနေတာကိုနှစ်ယောက်သာတွေ့နေရတယ်။နောက်တနေ့လောက်အကြာမှာလူတယောက်ရောက်လာတယ်။အသက်60အရွယ်လူကြီးတယောက်ဖြစ်နေကြောင်းတွေ့ရတယ်။တကြီးကျုပ်ကိုအခေါ်လွှတ်တယ်ဆိုလို့အေးဆိုင်ပြီထိုင်အောင်ဆိုင်ပြီဒီလူတွေကနမင်းဝင်ကဘာမော်တော်အုပ်ကိုသွားကျင်ကြလို့တဲ့လမ်းပြလိုနေတာသူတို့နဲ့စကားပြောလိုက်ပါအောင်ဆိုင်ပြီဆိုသူကကျွန်တော်တို့ကိုစူးစမ်းတဲ့အကြည့်နဲ့ကြည်လာနေတယ် ငါနမယာဆိုင်းပြီပဲဒီလိုနှစ်ယောက်ကဘာဖြစ်လို့အဲ့ဒီတော်ကိုတောချင်နေရတာလဲအမှန်အတိုင်းပြောကြစောနှဲစီဆိုတဲ့လူရောက်ပေါ်တဲ့မျိုးဟောင်းကိုတွေ့ကြတယ်လို့ပါကိုဆိုင်ပြီကျွန်တော်တို့ရည်ရွယ်ချက်ကမျိုးဟောင်းကိုအချိန်အတိုင်းတာတကောအထိရှာကြည့်ဖို့ပါပဲမျိုးဟောင်းရှိမရှိတော့မသိဘူးအန်ရည်ရောရှိတယ်ဒီလိုတောချင်ငါလိုက်ပုံမင်းငါစကားနားမထောင်ရင်တော့တောရဲထားခင်မှာဒါတကြီးကိုတက်တည်ထားပြီးတော့ငါကြိုးပြောတာမင်းတို့လက်ခံနိုင်လားလက်ခံပါတယ်ကိုဆိုင်ပြီ လိုက်ဖို့မယ်ဆိုတာနဲ့တင်ဝမ်းသာနေပါပြီကျွန်တော်တို့အဖစကားနားထောင်ပါမယ်အဖကောင်းတယ်လို့သာစီကြမှာငါလည်းမတရားတာမလုပ်ပါဘူးအဲ့ဒီတော့အမှားမခံဘူးဒီတိုင်းနေရင်တော့တော့လှည့်စားနေတာမို့လို့ငါကြိုပြီးတတိပေးထားရတာမင်းတို့လက်ခံရင်ဒီရပိုင်သွားကြတာပေါ့ရွာကံမိုးစိုးကြီးဆိုင်ပြီးစကားပြောကရှင်နေသူမကြိုက်တာကိုလုံရင်ထားခဲ့မယ့်အကြောင်းပြောလာရင်နောက်ဆုံးညှိနှိုင်းမှုအစီအပြေတဲ့အခါမဟာဒေဝငွေဆက်ကူတစ်ထပ်ကိုစင်ရန်သဘောပေးရာအန်အောဟန်နဲ့ အခုပင်များနေပြီဖြစ်ကြောင်းရိုးသားစွာပြောလာသေးတယ်။အလုပ်သဘောအရတခြားနေတွေမှာလည်းပေးရတာကြောင့်ယူဖို့ပြောတဲ့အခါမှာယူပြီးပြန်သွားတယ်။မင်းတို့ဖြစ်စီတွေရိတ်ခါတွေထမ်းဖို့လူပနှယောက်လောက်လိုလေ။ဦးဆိုင်ပြီစကားကိုမဟာဒီဝါမလေးရောက်တော့လိုချင်တဲ့အပါကျွန်တော်တို့ကရိတ်ခါထမ်းမသွားနိုင်တော့မို့အထမ်းသမားပဲအားကိုးရတော့မှာ။တရားအပြန်ရွာတဲ့ကိုငါမင်းမြန်ပြီးတော့မင်းတို့စီကိုလှည့်လိုက်ပါမယ်။ခဏတစ်ဖြုတ်စကားပြောပြီးတဲ့အခါမှာတော့ဦးဆိုင်ပြီပြန်သွားတယ်။ မကြခင်နောက်ထပ်လူလက်သားအရွယ်လူလေးယောက်ထက်ရောက်လာပြန်နေဦးဆိုင်ပြီးလွတ်လိုက်ကြောင်းနဲ့သူတို့လိုက်မဲ့အကြောင်းမှပြောလာရာတကြီးခွန်ပေါ်မှသူ့ရောင်မှစိတ်ချရသူတွေအဖြစ်ကြောင်းပြောလာတာကြောင့်မဟာဒီဝါကစည်ရံငွေတွေထုတ်ပေးလိုက်တဲ့သူတို့ခရီးစဉ်ကအားလုံးအဆင်ပြေသွားခဲ့ပြီမို့ခရီးထွက်ဖို့သာကြံနေပါတော့တယ်နောက်၃ရက်လောက်ကြာတဲ့အခါသူတို့ဖွဲ့ရာနွမ်းရွာကနေထွက်လာကြပြီပဲဖြစ်တဲ့နေတော်လာလျှောက်ပြီးချိန်ပါပဲမင်းမင်းဝင်ကဘာမှော်ဝင်တော်ကိုရောက်လာကြခြင်းပဲဖြစ်တဲ့ နတ်မင်းဝင်ကဘာမှောင်ဝင်တော့ကတောငယ်လေးမဟုတ်တောင်စင်တောင်တန်းတွေနဲ့ကျေပြန့်တဲ့တောအုပ်ကြီးကလည်းရှိတဲ့နေရာဖြစ်တယ်။နတ်မင်းဝင်ကဘာမှောင်ဝင်တော့နော်နမယ်နဲ့လိုက်ခြင်းအားလုံးတရိပ်ထားကြပါလေမချုံတချင်းမစိုးမစဲစုဘူးနဲ့အပေါ်လေးသွားခြင်းရင်တော့မှ ခွင့်တောင်းမိသွားဖို့ပြောထားပါရစေ။လမ်းပြမုတ်ဆိုးရဲ့စကားကိုအားလုံးကောင်းမြတ်ပြကြလိမ့်မယ်။နတ်မင်းဝင်ကဘာမှောင်ဝင်တော့အတွင်းဝင်ရမှာမုတ်ဆိုးဆိုင်ပြီးတော့ သူရဲ့လက်နက်ဖြစ်တဲ့ဒူးလေးကင်ထားသလိုမဟာဒီဝါနဲ့ဥဆန်တော်မှလည်းလိုင်စင်နဲ့ကင်နဲ့ချောင်းတုံးပြူတနက်တွေကိုခါမှချိန်ထားကြတယ်။သူတို့လူစုကတော်ရဲဝင်ပြီးတနေ့ကတော်တွေစတဲ့ဝါဝါသွားလာနေကြပြီမိ။ထူးခြားမှုမရှိတဲ့အတွက်တော်ရဲတနေရာမှာစခန်းချလိုက်ကြတယ်။ကင်းတာဝေကိုအလှဲကျခွဲဝေယူကြပြီးတနေ့စီအိတ်ကြခြင်းဖြစ်တယ်။အထံသမားတွေကအထုပ်ပိုးတွေတဲကတနေ့ကသွားနေရသူတွေမို့ပင်မန်းသူတွေမို့ကင်းတာဝေမယူခိုင်းပြီးဥဆန်တုံးကအစောပိုင်းကင်းဆောင်ပြီး ညလေပိုင်းမှာမောင်ဆိုးဆိုင်ပြီးကဆောက်က၄နာရီလောက်မှမှမဟာဒေဝဆောက်ဆိုင်ခြင်းဖြစ်တဲ့မဟာဒေဝကညနာသည်ရေနွေးတူကကော်ဖီဖြော်တောက်ရင်းရှိနေတယ်။ရာသီဥတုကအေးစိတ်နေတာကြောင့်အနှွေးတွေဝေးချီအုပ်ထုပ်ဆောင်ပြီးလက်အိတ်တွေဝတ်ဆင်ထားပေမဲ့အချမ်းမလုံတာကြောင့်မီးဖို့ပြီးကတ်ထားရင်းရှိနေတယ်။သူရဲ့အခွေသားတွေကိုကြည့်လိုက်ရနှိမ့်ချိုက်စွာအိမ်မောကျနေစေပင်ရှိတယ်။တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကိုဖြုတ်ခွင်းပြီးတာယာရဲ့ကြီးစီတဲ့တန်တန်ကိုကြားလိုက်ရတာကြောင့် မဟာဒေဝမတ်တရက်ပြီးလက်နေမီနဲ့ပတ်ဝန်းကျင်အရက်လေးမျက်နာကိုလိုက်ကြည့်နေမိတဲ့ကြားနေရတဲ့ကြီးစီတန်းနီးကပ်လာတဲ့အတူသူ့ရဲ့မြင်ကွင်းရှိမှရတိကြီးတစ်ပါးတွေ့ရပြီးကြီးစီလေးတင်းရင်နဲ့ရှောက်လာနေတယ်။စကန်ချရာနဲ့မနီမဝေးမှရတိကြီးကကြီးစီတင်းရင်ရက်နေရောမဟာဒေဝမှာမုတ်ကျွတ်တွေနဲ့ဆန်တွေယူပြီးရတိကြီးကိုလှူရောကြီးစီတင်းချင်ရက်ပြီးတော့မဟာဒေဝအလှူကိုလက်ခံကောင်းလူဝယ်ပစ္စည်းတွေကိုအိတ်ထဲထည့်လိုက်တယ်။မဟာဒေဝကတော့ ရတိကြီးကိုရှိခိုးပြီးလက်အုပ်ကြီးကအနီးကကြည့်လိုက်ရာတန်ရှင်ဆင်ကျဲတဲ့မျက်နှာနဲ့ကြီးညိုခွေရုပ်အစင်းရှိတဲ့ရတိကြီးကိုမြင်တွေ့ရရင်တတ်တော်90နီးပါးအရွယ်ဆိုပြီးတော့သူရဲ့စိတ်ထဲမှာခံမှန်းမိတယ်။တကားလေးတွေးထားတာထက်ဘာရည်တိအသက်ကစေစားမကပိုကြီးပါတယ်။ရောင်းကတော့တင်မဝေတဝံမျိုးဟောင်းကရှာတိုင်းတွေးရဲ့နေရာမျိုးမဟုတ်ဘူး။ပထမဆက်ပါတဲ့သူတွေမှာတွေ့နိုင်မယ့်နေရာမျိုးတကယ်လေးတယောက်တောင်အဲ့ဒီမျိုးကိုသွားနိုင်လိမ့်မယ် ။ယသိကြီးကတော့သူပြောလို့ရပြောပြီးတော့ဖះကုံတော်ကိုရွတ်ဆိုရင်းကျေးစီလေးတေးကရှေးဆက်ရင်နဲ့အမောင်တို့အတွင်းကိုတုံးဝင်သွားခဲ့ပြီဖြစ်တယ်။မဟာဒေဝတယောက်သားနဲ့ပါဇက်အဟောင်းသားနဲ့ကြံရစ်နေခဲ့ပါတော့တယ်။ဝေတဝံမြို့ဟောင်းလိုက်ရှာတာကိုယသိကြီးကဘလိုပဲပုံသိပြီးတော့ပြောဆိုသွားတာကိုလည်းစဉ်းစားမရနိုင်ပါကြီး။မြို့ကိုတခြားလူတွေမရောက်နိုင်မဲသူတယောက်ထင်ရောက်မယ်လို့လည်းပြောသွားရာဟုတ်မဟုတ်ကတော့စောင့်ကြည့်ရမှာဖြစ်ပြီးတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ မဟာဒီဝါနဲ့ပျောက်ဆုံးနေသောဝေဒဝန်ဆိုတဲ့ဇလန်းရဲ့အပိုင်းတက်မှာပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်။နောက်ရမှာလည်းဒီဇလန်းလေးရဲ့အပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးသွားမှာမလို့ပရိသတ်ကြီးအားစောင့်မျှော်ပြီးအားပေးနာဆင်ကြပါအောင်နော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ပါတယ်ရှင်။